တောင်ပြည်တပ်မှနစ်နယ်မြေကြောက်မဲမြို့မှာတောင်ပြည်ရဲ့တပ်ဖွဲ့ကပြီးခဲ့တဲ့မက်လ၈ရက်နေ့မှာစက်သိန်းပေါင်းတထောင်ခွဲတံဖိုးရှိတဲ့မြို့ရဲစေဝါတွေဖန်စီရမိခဲ့ပါတယ်။တောင်ပြည်ရဲ့တပ်ဖွဲ့တွေအနေနဲ့ကြောက်မဲမုတ်ကုတ်တွားတဲ့လက်မှတ်ပေါ်မှာမြို့လုံးချုံရဲ့အတွက်စစ်ဆေးရေးလုပ်ငန်းတွေပြုလုပ်နေချိန်ဖြစ်ပြီးတော့မိတွဲတင်ဆောင်လာတဲ့ကားပေါ်မှာဖန်စီရမိခဲ့တာဖြစ်ပါတယ်။မွေးစေဝါတွေနဲ့အတူအမျိုးသားလေးဦးဖြစ်တဲ့ဦးကျော်စင်ထက်ဦးဟိမင်လက်ဦးအေကိုနဲ့ ဦးထထအောင်တို့ကိုပါတအောင်ပြည်ရဲ့တပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးခံရသူတွေအနေနဲ့ကာလတန်ဖိုစက်သိန်းပေါင်း15000ဝန်းကျင်ရှိတဲ့မြို့ရစေဝါတွေကိုမိသွေးအိတ်တွေကြားထဲတူဝက်ပြီးတင်းဆောင်လာတာဖြစ်ပြီးတော့ယာမလို့ခေါ်တဲ့စိတ်ကြွ YouTube စေပြာတွေနဲ့ ICE လို့ခေါ်တဲ့မြို့ရစေဝါထုတ်တွေခေလို့လူတိများတဲ့မြို့ရစေဝါထုတ်တွေနဲ့ Arimin ဆိုတဲ့မြို့ရစေဝါထုတ်တွေပါဝင်ပါတယ်။ တောင်ပြည်ရဲ့တပ်ဖွဲ့တွေအနေနဲ့မွေးရစေဝါတက်ဖြည့်ရေလုပ်ငန်းတွေကိုအရှင်ဟုံမြင့်လှောက်ဆောင်နေပြီးဖေဖော်ဝါရီလအတွင်းမွေးရစေဝါရောင်းဝယ်တုံးဆွဲသူပေါင်း62ဦးထိဖမ်းဆီးရမိခဲ့ပါတယ်။ယခုမလပထမအပတ်တွင်းမှာတောင်ပြည်ရဲ့တပ်ဖွဲ့ကခုခိုင်နမ်ဆန်နဲ့ကြောက်မဲမျိုးတွေမှာမွေးရစေဝါရောင်းဝယ်တုံးဆွဲသူအမျိုးသားအမျိုးသမီးစုစုပေါင်း72ဦးအထိဖမ်းဆီးရမိထားပါတယ်။တောင်ပြည်ရဲ့တပ်ဖွဲ့တွေအနေနဲ့တောင်ပြည်အတွင်းမွေးရစေဝါတက်ဖြည့်ရေးလုပ်ငန်းလှုပ်ဆောင်ရမှာ မူရစေဝါရောင်းဝယ်တိုးဆွဲသူတွေအပြင်ဘိန်းဆိုင်ခင်းတွေကိုပါလိုက်လံဖြက်စီးနေပါတယ်။ကျမလူကြီးပူလပါပါရှင်။